မင်္ဂလာပါထိုင်းနိုင်ငံဘန်ကောက်မြို့လိုမြို့ကြီးမှာစီးပွားရေးအတွက်ရုံးငှက်လဲဖွင့်ခြင်းနဲ့ကိုယ်တိုင်လဲနေထိုင်ခြင်းနဲ့သူတွေအတွက်ဒီနေ့ကကက အရန်တွဲလိုက်ရလွဲကူတဲ့ကိုနိုတခုနဲ့မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ် ထိုင်းနိုင်ငံမှာရုံးဝဖွင့်လို့ဆိုတာတကယ်ကိုမလွယ်ပါဘူး။ဒါပေမဲ့ကခါတို့ဒီနေ့မိတ်ဆက်ပေးမဲ့အကွန်တိုကဆိုလို့ရှိရင်ထိုင်းနိုင်ငံရဲ့ top developer ဖြစ်တဲ့ Access White Developer ကနေပြီးတော့တာဝန်ယူတည်ဆောက်နေတဲ့ဟာဒီကွန်တို project ပဲဖြစ်ပါတယ်။ဒီကွန်တို project မှာဆိုလို့ရှိရင်အရန်ကိုရှာပါတဲ့ business unit တွေပါဝင်တဲ့အပြင်ကိုယ်တိုင်နေထိုင်လို့ရတဲ့ residential unit တွေလည်းပါဝင်တာဖြစ်ပါတယ်။သူ့မှာဆိုလို့ရှိရင်စုစုပေါင်းအခန်းက900ကျော်သာပါဝင်တာဖြစ်ပြီး တော့အထက်ပေါင်း38ထက်ပါရှိရာဖြစ်ပါတယ်အာဒီကုနိုတစ်ခုလုံးမှာမစီးပွားရေးလုံလို့ရတဲ့ business unit ကအခန်း190ပဲပါဝင်တာဖြစ်ပါတယ်။ကဲဒါဆိုရင်ကခိုင်နဲ့အတူဒီ project မှာဘလို့အခန်းမျိုးစားလေးပါလဲဆိုတာဆက်ပြီးတော့တွေ့ကြကြမယ်။ location ရဆိုလို့ရှိရင်သူကအဝါရောင်လိုင်းဒီ secret တာ station နားမှာရှိတာဖြစ်ပြီးတော့ဒီလိမ်မွေရောင်လိုင်းနဲ့ဆိုလို့ရှိရင်လည်းတတ်မှတ်တိုင်းပဲအဲသွားရမှာဖြစ်ပြီးတော့ဒီအပြာရောင်အနီရောင်လိုင်းတို့ကိုလည်းလွယ်ကူစွာသွားလို့ရတာဖြစ်တဲ့အတွက်အရန်ကိုအာဒီ location အထက်ထိုင်တဲ့နေရာမှာရှိတာဖြစ်ပါတယ်ပြီးတော့ဒီနားမှာဆိုလို့ရှိရင် Ramkhan University ပြီးသွားရင်ဒီ Apex University နဲ့ Samitipat Hospital Ramkhan Hospital တို့နဲ့လည်းနီးတာဖြစ်ပါတယ် သူ့မှာဆိုလို့ရှိရင်ဇိုင်ကန် facility ဖြစ်တဲ့ swimming pool ကြီး co-working space တွေနဲ့အာတခြား facility များစွာ ပါဝင်တာဖြစ်ပြီးတော့ဇိုင် facility အကြည့်ပဲစုစုပေါင်း4000ပါဝင်တာဖြစ်ပါတယ်ပြီးတော့ရင် green area တွေကလည်းအများကြီးပါဝင်မှာဖြစ်ပါတယ်ဒီ business unit ကတော့ဒီ settle lot ကနေ16 lot ထိပါဝင်မှာဖြစ်ပြီးတော့အာ general residential ကတော့ဒီအလွှာ20ကနေ38ထိပါဝင်မှာဖြစ်ပါတယ်ကဲဒါဆိုရင်အခက်လေးတွေတက်ကြည့်ကြစို့ ကာကုတ်ပြပြင်မဲ့အခန်းလေးကတော့ lovely ပါတဲ့1 pet row plus အခန်းမျိုးစားလေးပါသူက1 pet row plus ဆိုပေမဲ့လည်းလုံးဝ2 pet row လိုမျိုး feeling အပြည့်ဝခံစားရမှာဖြစ်ပါရဲ့အဲသူ့ရဲ့ total square meter ကတော့အာဒီ40ခါနေ50 square meter အတွင်းဖြစ်မှာပေါ့နော်ဈေးကတော့65 million လောက်ကစမှာဖြစ်ပါရဲ့အဲသူက38လောက်နဲ့အဲဒီ30အာဒီ6လောက်မှာရှိရဖြစ်ပါတယ်အဲဒီမှာဆိုလို့ရှိရင်ဝင်ဝင်ချင်းမှာ kitchen ပါ မယ်အာပြီးတော့ရင်ဒီဘက်မှာဆိုလို့ရှိရင် dining space ထားလို့ရမယ်အဲဒီ area ကတော်တော်ကျယ်လို့ပြောရမယ်ပေါ့เนาะတခြားကွန်ဒိုနဲ့ရှိရင်ဒီလို loft တိုက်ကအိမ်အကျင်းနဲ့ခြားကွန်ဒိုတွေဆိုလို့ရှိရင်ဒီဘက်မှာဆိုလို့ရှိရင်အိမ်ငယ်ရေချိုးခန်းရှိမယ်အိမ်တိုင်းချိုးခန်းလေးရလဲအဲကျဲပေါ့နော်မစိုးဘူးတိုင်းရင်နော်ဟော ဒီဘက်မှာ living area ကြီးပါမှာ ဖြစ်ပါတယ်။သူ့ရဲ့ ceiling height ကတော့4.6 meter ရှိပါတယ်။ဟုတ်ဒီမှာဆိုလို့ရှိရင် one bedroom plus ဆိုတဲ့အတိုင်းပဲအာဒီအိတ်ခန်းအသေးအလေးတစ်ခန်းပါမှာဖြစ်ပါတယ်တကယ်လို့ကွာအလုံးလုံးတဲ့သူဆိုလို့ရှိရင်ဒီမှာအလုံးလုံးတဲ့အခန်းလေးလုပ်လို့ရတယ်ပြီးတော့ရင် ကာကာကြိုက်တဲ့အချက်ကဒီဘက်အချက်မှဆိုလို့ရှိရင်ဝရန္တာအကြီးကြီးပါဖြစ်ပါတယ် ဒီဘက်အချမ်းမှာဝရဏအကြီးကြီးပါတာဖြစ်ပါရဲ့အော်ကိုကလုံးဝအမြင့်မှာဆိုလို့ရှိရင်36ထက်38ထက်မှာဆိုလို့ရှိရင် viewer လုံးဝအမိုက်စားညင့်နေအမှာပေါ့နော်ဒါရင်ဒါကတော့အကန်ကြီးပဲဖြစ်ပါတယ်โอ้ဒါအပေါ်ဆုံးပါဆိုလို့ရှိရင် view ကတော့အာဒီမတွေ့ရစရာပေါ့နော်အရန်ကိုမိုက်နေမှာဖြစ်တယ်။ဒါရင်ဟောတက်ကြည့်တယ် ာလေးကတော့သူကဟာဒီမှာဆိုလို့ရှိရင်ဒီ dressing table လေးနဲ့ဒီအဝတ်လဲခန်းလေးလုပ်လို့ရအောင်ပြတာရယ်ပေါ့နော်အဲဒီမှာပဲအလုပ်လုပ်ချက်လည်းရတယ်ဒီတောင်းတာလေးမှာပဲကိုကအဝတ်အရမ်းများရတဲ့ဆိုလို့ရှိရင်ဒီဘက်တက်လျှောက်လုံးမှာအာလုံးဝ wardrobe အကြီးကြီးထည့်လို့ရတယ်ဒါရင်ကခုနပြတဲ့အတိုင်းပဲဒီဘက်မှာ walking table တို့ဒါမှမဟုတ် dressing table ထည့်လို့ရမယ်ရတော့မွေရတယ် ပါခုပြမယ်မြအခန်းလေးကတော့အဒီ office လေဖွင့်လို့ရတယ်ကိုယ်တိုင်လေးနေလို့ရတယ် one bedroom အာဒီဟာ one bedroom wide suite ပေါ့နော်34 square meter ခြေတဲ့အခန်းလေးပဲဖြစ်ပါတယ်ဒီအခန်းလေးကိုတော့ဘတ်3000ကျော်ကနေပြီးတော့စတင်ပြီးရောင်းလို့ရမှာဖြစ်ပါတယ်အာ ဒီမှာဆိုလို့ရှိရင်ဒီဘက်အချမ်းမှာ kitchen ပါမယ်ပေါ့နော်။အာပြီးတော့ရင်နော်ဒါကတော့ဟာဒီအလုံးလုံးတဲ့နေရာလုံးလို့ရတာဖြစ်တဲ့အတွက်ဒီလိုမျိုး walking table တွေထားလို့ရမယ်။ဒီဘက်မှာလည်း walking table တွေထားလို့ရပေါ့နော်။ office အသေးစားလုံးလို့ရတဲ့အလုံးဝဒီမှာ business unit ဖြစ်တဲ့အတွက်ကိုက office ကိုပြန်ငားမလား။ဒါမှမဟုတ်သူများက register လုပ်ချင်လို့ဒီ fees နဲ့သူများဒီ business တော့ မှုလောက်ကပေါ့နော်ကိုယ့်ရဲ့ဒီအခန်းကိုသုံးပြီးတော့ register လုပ်မယ်ဆိုလို့ရှိရင်လည်းလုပ်လို့ရတယ်ပေါ့နော်ကိုကအဲသူများဒီနေမဲ့သူကိုအခန်း၅ကအပြင်ကိုအဲ့လိုမျိုး register လုပ်ခဆိုပြီးတော့ extra ထပ်ရမှာဖြစ်ပါတယ်အဲသူ့ရဲ့ ceiling height ကတော့2.9 meter မြင့်တဲ့အတွက်တော်တော်မြင့်တယ်လို့ ဟိုဟိုဖြစ်ခန်းစားရမှာပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဒီထိုင်းကဟာဒီကွန်ဒိုကြီးတော်များများ2.6 2.7မီတာလောက်ပဲမြင့်တာဖြစ်ပါရဲ့။ပြီးတော့ရင်တော့ဒီဘက်အချမ်းမှာဆိုလို့ရှိရင်အာဒီမှာဝရဟန္တာလေးရှိမှာဖြစ်ပါရဲ့။ ဒီဘက်မှာဆိုလို့ရှိရင်လေအဲဒီဘက်မှာလည်းအိတ်ခမ်းထည့်လို့ရမယ်ကိုယ်တိုင်နေရင်ဒါမှမဟုတ်လှုပ်လှုပ်တဲ့နေရာဆိုလို့ရှိရင်လေ office အခန်းဒီ MD အခန်းတို့ကလှုပ်လို့ရတယ်ဘက်မှာဆိုလို့ရှိရင်အိမ်နိုင်ရေချိုးခန်းလေးရှိမှာဖြစ်ပါတယ်သူကတော့ရိုးရိုးရှင်းရှင်းလေးပဲပေါ့နော်ဒါပေမဲ့ကျေတယ်လို့ဖြစ်တဲ့ ceiling height မြင့်တဲ့အတွက်အရန်ကိုတတ်တာပြီးတော့ဒီဝယ်တဲ့အခန်းလေးလို့ကကမြင့်တယ်ပေါ့နော် ဒီကွန်ဒိုလေးက2026အကွာတာဖုန်းမှာပြီးမှာဖြစ်ပြီးတော့အခုအချိန်ကကျုပ်ပိုက်ဈေးမှုလို့အရန်သက်တာတဲ့အာဒီကွန်ဒိုအာ business project လေးဖြစ်တာမို့လို့အာကိုကရင်းနှီးမြှုပ်နှံဖို့ပဲဖြစ်ဖြစ်ကိုရိုင်းနေထိုင်လို့ပဲဖြစ်ဖြစ်အရန်သက်တော်တဲ့ project လေးမို့လို့စိတ်ဝင်စားရဆိုလို့ရှိရင်ကကရဲ့ Jessica Property Special လေးမှာတာယာမွေးမြန်ပြီးတော့ဝယ်နိုင်မှာပြီဒီနေ့ဗီဒီယိုလေးလောက်ပဲမို့ချက်ဖြစ်မှာပြင်ပြကြမယ်နော်တတား